မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မုဒုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်အလုလုပေးနေတဲ့သူမောင်မျိုးပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ1ရက်နေ့ည9:30မိနစ်ကမုဒုံမြို့နယ်လမ်းမကြီးမော်လမြိုင်တန်ဖြူစရက်လမ်းပိုင်းတနေရာမှာအကြမ်းဖက်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့သူပြူစောထီမောင်မျိုးကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကပြစ်ခတ်ရှင်းလင်းခဲ့ရာ နေအာမာတွင်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါတယ်။တည်ဆုံသွားတဲ့ပြူစောတိမောင်မျိုးဟာအကြမ်းဖက်စစ်ခွေးလက်အောက်ခံစာရဖတ်တပ်ထမ်းမှာမမှန်သတင်းတွေပေးခြင်းစာရဖတ်တပ်ဖွဲ့ကနေစေခိုင်းမှုများကိုလုတ်ကန်ပေးခြင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကပြည်သူလူထုကိုဖမ်းဆီးနှိပ်စက်ရမှာပူးပေါင်းပါဝင်ပေးခြင်းတို့ကိုလှုံ့ဆော်နေတဲ့အတွက်ကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်လို့ပြောပါရတယ်။ အဲ့ဒီလှုပ်ဆောင်မှုကိုမော်လမြိုင်ခရိုင်စစ်စင်ရေးအဖွဲ့နဲ့ပူးပေါင်း၁၀စစ်စင်ရေးအဖွဲ့တို့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းတာပေါင်းမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ခလိုက်ရ63တပ်ရင်းကဒုတက်ရဲမှုဘုံမှုတက်နိုင်ထွန်းဟာစစ်တပ်ကထောင်ထားတဲ့မိုင်းကိုပြန်နှင်းမိပြီးတော့တေဆုံးကရုပ်အလောင်းကိုဒီနေ့မှတကြိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ28ရက်နေ့မှာတာပေါင်းမြို့နယ်တဲဖြူရွာနယ်ကြားကောင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ခလိုက်ရ63ကဒုတက်ရဲမှုဘုံမှုတက်နိုင်ထွန်းဟာ သဲပြူရွာရှေတန်းစစ်မြန်နားပြန်မှာစစ်တပ်ကထောင်ထားတဲ့မိုင်းကိုပြန်နှင်းမိပြီးတော့ခြေဖနောက်ပြတ်ထွက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အခုလိုမိုင်းနှမိတဲ့အချိန်မှာစစ်ခွေးစစ်ကြောင်းမှာစေးမူးမပါဝင်တဲ့အတွက်ကြောင့်ဒဏ်ရာကိုအချိန်မီကုသနိုင်ခြင်းမရှိတဲ့အတွက်သွေးထွက်လွန်ခဲ့တယ်လို့သိရပါဗျ။ပသိမ်မြို့အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်အမတ်လေးတက်မတော်စေးတက်ရင်မဆာရလေးကိုပို့ဆောင်တဲ့အချိန်မှာလမ်းခရီးမှာတေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တေဆုံးသွားတဲ့ခလာရ63ဒုတက်ရင်မူဘုံမူးတက်နိုင်ထွန်းရဲ့ရုပ်အလောင်းကိုဒီကနေ့စက်တင်ဘာလ2ရက်နေ့ ရွှေမြင်းတင်မိစကြိုဇက်မှာတကြိုးမှာဖြစ်တယ်လို့သိရပါတယ်ဒုတက်ရင်မူဘုံမူတက်နိုင်ထွန်းကတာပေါင်းမြို့နယ်ကနေပြီးတော့ဂွမ်းမြို့အထိကိုတက်သိမ်းမယ်လို့ကြွေးကြော်ပြီးစစ်ကြောင်းထိုးလာတာဂွမ်းမြို့တော့မရောက်လိုက်ဘူးသူအလောင်းကတော့ပသိမ်ကိုပြန်ရောက်လာပြီးဒီကနေ့ပဲမိစကြိုလိုက်တယ်လို့ဒေတာရင်းစီရေးသတင်းအမြစ်ကပြောပါတယ်အလားတူပဲဩဂတ်စ်လ30ရက်နေ့ကလည်းပသိမ်မြို့နယ်အနောက်တောင်တိုင်းစစ်ဌာနချုပ်အမှတ်၄စစ်မြေပြင်စေးတက်ရင်မှာ အေအော်ဒီအဆင့်မြေပြင်ကဒဏ်ရာရရှိပြီးတော့ဆေးဝါးကုသမှုခံယူနေရတယ်။အချမ်းဘတ်စစ်ခွေးတက်ကဗိုလ်ကြီးတအူးတိတ်ဆုံးခဲ့တဲ့အတွာရွှေမြင့်တင်မိသေကြိုဆက်မှာတကြိုလိုက်ရကြောင်းတရင်ရရှိပါရယ်ခမောင်း။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာကုမ္ပဏီထောင်ပြီးတော့စီးပွားရေးလုပ်နေတဲ့သူတွေအားလုံးဘန်းစရင်းများနဲ့မိမိတို့အမှန်တကယ်နေထိုင်တဲ့နေရက်လိပ်စာများကိုစစ်တပ်လက်အောက်ခံဝင်ကြီးဌာနများကိုပေးပို့ရမှာဖြစ်ပြီးတော့မလိုက်နာပါကငွေကြေးခေါ်ချမှုနဲ့အကြံဖတ်ဥပဒေများနဲ့စီစစ်ပြီးတော့အေးအေးယူမယ်လို့စစ်တပ်ကညွှန်ကြားချက်တည်းကမနေ့ကထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ခွေးတပ်ကမနေ့ကထုတ်ပြန်လိုက်တဲ့ညွှန်ကြားချက်မှာမြန်မာနိုင်ငံမှာကုမ္ပဏီထောင်ထားတဲ့သူတွေအားလုံးမှတ်ပုံတင်အရာရှိထံကိုဗန်းစရဲများကုမ္ပဏီရုံးငန်းလိပ်စာအမှတ်တကယ်မြေပြင်မှာရှိကြောင်းရဲစခန်းထောက်ခံချက် ကုမ္ပဏီဒါရိုက်တာများရဲ့အမှန်တကယ်နေထိုင်တဲ့လိပ်စာနဲ့ရဲစခန်းထောက်ခံချက်နိုင်ငံခြားသားဖြစ်ပါကတပ်ဆိုင်ရာလိုအပ်တဲ့အထောက်အထားများကုမ္ပဏီမှာပါဝင်သူများရဲ့လိပ်စာနဲ့ရဲစခန်းထောက်ခံချက်များကိုတင်ပြရမှာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ကုမ္ပဏီများအတွင်ပိုင်ရှင်တဲ့ဒါရိုက်တာပြောင်းခြင်းအစုရှယ်ယာလွှဲပြောင်းခြင်းယာရုကနေပြီးတော့အနာယူခြင်းအပါအဝင်ကုမ္ပဏီရေးရာကိစ္စအပြောင်းအလဲများလုပ်ပါကလည်း အထောက်အထားများနဲ့အတူမှတ်ပုံတင်အရာရှိကိုချက်ချင်းအကြောင်းကြားရမယ်လို့စစ်ခွဲတပ်ကဆက်လက်ညွှန်ကြားထားပါတယ်မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ကိုင်နေကြတဲ့ကုမ္ပဏီများအနေနဲ့သက်ဆိုင်ရာဝင်ကြီးဌာနနဲ့ဦးစီးဌာနတွေကချမှတ်ထားတဲ့ဥပဒေနေဥပဒေညွှန်ကြားချက်နဲ့လုံထုံးလုံနည်းများကိုလိုက်နာကြရမှာဖြစ်ပြီးတော့ ပြက်ကွက်မှုတစုံတရာကြောင့်လိုအပ်သောအရေးယူမှုများကိုစောင့်ရွက်မှာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ငွေကြေးခွာချမှုနဲ့အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်များနဲ့ပတ်သက်ဆက်ဆက်တဲ့စီစဉ်မှုများကိုလည်းလှုံ့ဆော်သွားမှာဖြစ်တယ်လို့စစ်တပ်ကကြေညာထားပါတယ်။စစ်တပ်လက်အောက်ခံမြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဋ္ဌအေးဝင်းကလည်းစီးပွားရေးကုမ္ပဏီများအနေနဲ့ တော်လန်ရေးတပ်ဖွဲ့များထံကိုငွေကြေးများလှူဒန်းခြင်း၊ကုန်စည်ထောက်ပံ့ခြင်းများကိုလုံးဝလုံဆောင်ခြင်းမပြုရန်သတိပေးလာတယ်လို့သိရပါတယ်။ကုမ္ပဏီတွေကတနေ့ထက်တနေ့လောက်ရကန်ရတာပို့ပို့ပြီးတော့ခတ်လာတယ်။စစ်ခွေးတက်ကိုလည်းတော်တော်လေးကိုစိတ်ပြက်လာကြပြီ။ UMFCCI ဥက္ကဋ္ဌအေးဝင်းကလည်းစစ်တပ်၄တန်းအတိုင်းပဲကုမ္ပဏီတွေကိုခမရတို့ကလည်းကိုလိုချင်တာတွေပဲတင်ပြတောင်းနေတာ။တိုင်းပြည်တို့ကဘာမှမလုပ်ပေးဘူးဆိုပြီးတော့ပြောတယ်။အခုကလည်းစစ်တပ်လုံနေတာကသူတို့ရဲ့အခွင့်ရဖို့ရဲ့အဓိကအရေးကြီးဆုံးကတော့တော်လန်ရေးအဖွဲ့တွေကိုကုမ္ပဏီကငွေမလူဖို့အတွက် သူတို့ကအရန်ကိုတင်းကျပ်နေတာသူတို့ထုတ်တဲ့ညွှန်ကြားချက်တွေထဲမှာလဲတော်လိုင်းရဲ့အဖွဲ့တွေကိုကုမ္ပဏီတွေကငွေကြေးစည်းစင်းတာနဲ့လိုအပ်ချက်တွေထောက်ပံ့တာတွေမလုပ်နိုင်အောင်လို့အဓိကတားဆီးဖို့ချိုးစားနေတာလို့ UMFCCI ကစီးပွားရေးသမားတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့မြို့ပေါ်စစ်ဆေးရေးဂိတ်တွေကို၃ချိန် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ25ရက်နေ့မနက်၈နာရီခန့်အချိန်မှာရေဦးမြို့နယ်ရွာသာလေးကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အင်အား40လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်များက drone နဲ့ဘုံ၃ချိန်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ရေဦးမြို့တဲကိုစစ်ခွေးစစ်ကြောင်းပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ဒါအပြင်ဩဂတ်စ်လ29ရက်နေ့မွန်လွဲ2နာရီခန့်အချိန်မှာရေဦးမြို့တောင်ဘက်အထွတ်တန်လန်းအနီးမှာလက်နက်ကြီးများလာရောက်တပ်ဆင်နေတဲ့စစ်ခွေးတွေကိုလည်း drone နဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲဩဂတ်စ်လ30ရက်နေ့မနက်7နာရီအချိန်လောက်မှာရေဦးမြို့အဝင်း ကြာဘူးအဝိုင်းဆဲဆဲရိတ်ဂိတ်အနီးမှာရှိတဲ့စစ်ခွေးတွေကိုလည်း drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုများအတွေ့မှာစစ်ခွေးတွေဘက်ကတိတ်ဆုံးမှုအရေးအတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးပဲ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ခိုက်မှုပြုတ်လို့ပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေရဲ့စီးရင်ကတော့အတီးမပြုတ်နိုင်သေးဘူးဗျ။ရေဦးမျိုးကနေပြီးတော့မြို့ရဲ့ပတ်ပတ်လဲအနီးနားကရွာတွေကိုစစ်ခွေးစစ်ကြောင်းထွက်လာတာပါ။ဩဂတ်လ25ရက်နေ့နဲ့26ရက်နေ့တွေကတိုက်ခိုက်မှုမှာလဲ အထိကိုက်တော့မသိရသေးပါဘူးဩဂတ်လ30ရက်နေ့တိုက်ပွဲမှာတော့စစ်ခွေးအနည်းဆုံး၄កောင်နဲ့အထက်ရေဦးစေးုံကိုရောက်လာတာပဲသိရတာပါမြို့အဝင်ကြာဘူးအဝိုင်းစစ်စေးရိတ်ခိတ်မှာပုံမှန်အင်အား20လောက်ရှိတယ်လို့ရေဦး Freedom Comrades YFC ကတာဝန်ရှိသူကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ် drone တပ်ဖွဲ့ရွှေဘိုခရိုင်နဲ့ငါးမြင်းဆောင်မဟူရာကျွဲရိုင်းရေဦးပကဖားတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချဖတ်စစ်တပ်ကပြုတ်လုံးမဲ့အတုရောင်ရွေးကောက်ပွဲအတွက်လှိုင်းသာယာမြို့နယ်အမှတ်၄ရပ်ကွက်မှာရွေးကောက်ပွဲဆန္ဒမဲပေးနေလေ့ကျင့်ရန်ဆိုပြီးတော့လူတိုင်းမဖြစ်မနေလာရောက်ရန်အုတ်ချုပ်ရင်းမှုအောင်ကြုံမိုးကအတင်းကျပ်လိုက်လံဆင့်ခေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ၄ရက်နေ့မှာလှိုင်းသာယာမြို့နယ်အမှတ်၄ရပ်ကွက်အတွင်း မြို့တော်ရေကူးကံမှာလာမဲ့ဒီဇမရရွေးကောက်ပွဲအတွက် electronic မဲပေးဆက်နဲ့စန္ဒာမဲပေးခြင်းလေ့ကျင့်ရန်အတွက်ဆိုပြီးတော့ရက်ွက်ထဲမှာရှိတဲ့ပြည်သူတွေအားလုံးမပြတ်မကွက်တိုက်ရိုက်ရမှာဖြစ်တယ်လို့နေအိမ်နိုင်ကိုစာရီလိုက်လံပေးပို့ထားတယ်လို့သိရပါတယ်။အမှတ်လေးရက်ွက်အုပ်ကြီးအောင်ကျော်မိုးဆိုတဲ့မအေးဘေးကရွေးကောက်ပွဲအတွက်အရန်ကိုတက်ကြွနေတာ FMI AR ဝင်းထဲမှာနေတဲ့သူတိုင်းမဲပေးလေးချင်းဘွဲကိုလာရမယ်ဆိုပြီးတော့အတင်းအကျပ်လိုက်ခေါ်နေတာမဲပေးတာကိုပေးချင်းပေးမယ်မပေးချင်းမပေးဘူးဆိုတာမျိုးမဟုတ်ဘူးလေးချင်းဘွဲလဲလာရမယ်တဲ့ရွေးကောက်ပွဲနေ့လဲမဲလာပေးရမယ်အဲ့ဒီလူကြီးကိုဖိအားပေးနေတာစာမာကိုကမပြတ်မကွက်ဆိုပြီးတော့နှစ်ချိန်အောင်ထည့်ရေးပြီးခေါ်ထားတာလို့ FMI ဝင်းအတွင်းထဲမှာနေထိုင်တဲ့တထေးတအုပ်ကပြောပြထားပါဗျ။ဒါအပြင်လှိုင်းသားရမျိုးနယ်မှာရက်ကွက်အုပ်ချုပ်ရေးမှူးတိုင်းက လူမိုင်များကိုကပိုက်ဆောင်ပြူစောတိများအဖြစ်နဲ့မွေးမြူထားတဲ့အတွက်ပြည်သူများထံကနေပြီးတော့ချင်းချောက်ငွေကြေးတောင်းခံခြင်းများကိုလှုပ်ဆောင်ရမှာ MML ရက်ကွက်အုပ်ချုပ်ရင်းမှုအောင်ကျော်မိုးဟာလည်းပြည်သူများထံကနေပြီးတော့စစ်မှုထမ်းခြေဆိုပြီးတော့လက်စင်ငွေကြေးကောက်ခံခြင်း FMI ဝင်းအတွင်းထဲမှာအလုတ်လာလုတ်သူတွေထံကနေပြီးတော့အခြေခံအလုတ်သမားတွေစီကငွေကြေးများအဓမ္မကောက်ခံခြင်းငွေကြေးချမ်းသာတဲ့သူများကိုလည်းအကြောင်းမျိုးမျိုးပြပြီးတော့ပတ်စံတောင်းရမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျာ။ အမှန်လေးရက်ကွက်အုပ်ကြီးနဲ့ FMI အေယာကအုပ်ချုပ်ရေးမှုတွေကတော့လက်ဖျားမှာငွေသီးနေကြတာပေါ့ဗျာစစ်မှုထမ်းခြေဆိုရင်လေတအိန်တောင်ကိုငွေကျက်တင်းတောင်းချီပြီးလိုက်တောင်းနေတယ်ဗာကြီးညာကြီးအကုန်အကြောင်းပြပြီးတော့တောင်းနေရုပ်အဆွဆုံးဗျာ FMI အေယာထဲမှာအလုတ်လာလုတ်တဲ့အလုတ်သမားတွေကအစအခြေခံအလုတ်သမားတွေစီကနေပတ်စံ1500 2000အထိနေတိုင်းတောင်းပြီးကိုတရောင်းစားလို့စီးဝါရှာနေတာလို့ လိုင်းသားယာမြို့နယ်ကတော်လိုင်းကင်းထောက်အဖွဲ့ဝင်တို့ကရှင်းပြထားပါတယ်။အလားတူပဲလိုင်းသားယာမြို့နယ်အတွင်းစစ်မှုရန်တပ်သားများလုံလောက်စွာရရှိရေးအတွက်ပြူစောထီးများစစ်တပ်နဲ့ရဲများပူးပေါင်းပြီးတော့လူငယ်များကိုဖမ်းဆီးပေါ်တာဆွဲရမှာလဲအမတ်လေးရက်ကွက်အုတ်ချုပ်ရေးမှုအောင်ကျော်မိုးနဲ့အပေါင်းပါများကတက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်နေကြတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုအချမ်းဘတ်စစ်ခွေးတက်က112လေးရင်နဲ့နှစ်ရက်ဆက်တိုက်ဘုံအလုံးကြီး60ကျော်ကျဲချတိုက်ခိုက်ခြင်းကြောင့်ပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တင်ဘာလ2ရက်နေ့မှာပေါ့မြုံနယ်အနောက်မြောက်ချမ်းမှာရှိတဲ့ကျေးရွာများကိုဒရုလေးတက်ကနေတက်လာတဲ့အချမ်းဘတ်စစ်တပ်ရဲ့112ဘုံကျဲလေးရင်ကမနက်6နာရီလောက်ကစတင်ပြီးတော့မနက်9နာရီအထိဇက်တိုက်ဘုံတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် အကြပါစစ်ခွေးတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပေါင်းမြုံနဲ့နောက်မြောက်ချမ်းမာရှိတဲ့ကျေးရွာများကပြည်သူများဟာဘေးလွတ်ရာကိုရွာလုံးကျွထွက်ပြေးတိမ်းရှောင်နေရပြီးတော့ထိခိုက်မှုအခြေအနေကိုတော့အတိပြွန့်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါရယ်ပြည်သူတွေကတော့ရွာလုံးကျွကိုထွက်ပြေးနေရပါတယ်အဲ့ဒီဘက်ရွာတွေကဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေမရလို့မြေပြင်ထိခိုက်မှုအခြေအနေကိုတော့အတိမပြွန့်နိုင်သေးဘူးစစ်ခွေးတွေလေကြောင်းတိုက်ခိုက်တာတွေဆက်လက်ပြီးတော့လုံဆောင်လာမှာကိုပြည်သူတွေကကြောက်လန့်လို့တိမ်းရှောင်နေရတာလို့ မြိုင်တောင်ပင်မြေပြင်သတင်းမှန်ပြန်ကြားရေးတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။အလားတူပဲမနေ့ကစက်တင်ဘာလ၁ရက်နေ့ညနေ9:00နာရီလောက်ကလည်းအချမ်းဘတ်စစ်ခွေးတပ်ရဲ့112လေယာဉ်ကပေါင်းမြုံနယ်အရှိချမ်းမှာရှိတဲ့ကြေးရွာများကိုဘုံ35လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ကြေးရွာနေပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်ဩဂတ်စ်လ31ရက်နေ့ကလည်းအချမ်းဘတ်စစ်တပ်ကပေါင်းမြုံနယ်အရှိပိုင်းမှာရှိတဲ့ကြေးရွာများကို112လေယာဉ်နဲ့6ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပြီးဘုံကျဲတက်ခတ်မှုအတွင်းတော့ပြည်သူတွေထိခိုက်မှုမရှိဘူးလို့ပြောပါတယ်အကြမ်းဖက်စစ်ခွေးတဲ့ရဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းဟာလည်းပေါင်းမြုံနယ်အတွင်းကစိတ်ဖြူမြို့နယ်အတွင်းကိုထွက်ခွာနေပြီးတော့အဲ့ဒီစစ်ကြောင်းမှာကားအစီရေတရားကျော်ပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာအလို့သမား39ဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မနေ့6နိုင်ခွဲအချိန်မှာထိုင်းနိုင်ငံကန်ချနာပူရီခရိုင်ထားခွန်တော်ကျေးရွာမှာတရားမဝင်မြန်မာအလုသမားအမျိုးသား28ဦးနဲ့အမျိုးသမီး12ဦးစုစုပေါင်း39ဦးတို့ပါဝင်တဲ့ကားနှစီးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရရှိခဲ့တဲ့မြန်မာနိုင်ငံသားများမှာအထောက်အထားတစုံတရာမရှိပဲထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့အမှုဖွဲ့ဖမ်းဆီးထားတယ်လို့သိရပါဗျ။အလားတူပဲထိုင်းနိုင်ငံဘန်ကောက်မြို့ဧကချိုင်းဘန်ဘော် 66မြင်းဆောင်6လမ်းမှာရှိတဲ့စက်ချုပ်ရုံမှာတရားဝင်မြန်မာအလို့သမား14ဦးဟာလောက်ခလာစာအပြည့်မရတဲ့အပြင် အလုတ်ထွက်ချိန်အလုတ်လုတ်ခွင့်စာရွက်စာတမ်းများတင်စီခံထားရတယ်လို့သိရပါတယ်။မြန်မာအလုတ်သမား14ဦးဟာအဲ့ဒီဆက်ချုပ်ရုံမှာအလုတ်လုတ်နေတာဟာတနစ်ကျော်လောက်ရှိပြီဖြစ်တော့လေ။လောက်ခလစာမမှန်တဲ့အပြင်အခုနှစ်ဇွန်လလပိုင်းကစပြီးတော့ဩဂတ်စ်လ23ရက်နေ့အထိလုံအားကားကိုတဝက်စာသာရရှိကြတယ်လို့သိရပါတယ်။ဒါကြောင့်အလုတ်သမား14ဦးဟာအလုတ်ထွက်ခဲ့တော့လေ။အလုတ်ရှင်ကပေးရန်ကြံနေတဲ့လစာစုစုပေါင်း time bank ဝေ၈000ကျော်နဲ့ ်ပန်းရောင်ဘတ်များကိုလည်းထုံမပေးဘဲနဲ့သိမ်းယူထားတယ်လို့သိရပါဗါးအခုနယ်မြေကန်ရုံးနဲ့ဆက်သွယ်ပြီးတော့ဆောင်ရွက်နေပါတယ်အလို့ရှင်ကလည်းမြန်မာပဲတဲ့ကျွန်တော်တို့ဖုန်းဆက်သွယ်တာကိုလည်းမကင်ဘူးဆိုတော့ညှိနှိုင်းတာလက်မခံဘူးလို့ပြောရမှာပေါ့အဲ့ဒီတော့နယ်မြေကန်ရုံးကနေတဆင်ပဲလောက်ခလာစာတွေနဲ့အထောက်အထားတွေပြန်ရဖို့လှုပ်ဆောင်သွားမှာပါလို့ WAG အလို့သမားမဟာမိတ်အဖွဲ့ကကိုမုံတိုင်းကရှင်းပြထားပါတယ်အဲ့ဒီအလို့ရှင်ဟာမြန်မာလူမျိုးဖြစ်ပြီးတော့အလို့သမားတွေရဲ့စာရွက်စာတမ်းများကိုတင်စီထားခွင့်မရှိဘဲနဲ့တင်စီထားခြင်းဖြစ်တယ်လို့ပြောပါတယ် လောက်ခလစာများကိုလည်းအပြည့်အဝမပေးပဲအလုတ်သမားများဟာအထောက်ထားများကိုတိတ်စီချင်းခံထားရတဲ့အတော့အလုတ်တက်ကိုလည်းရှာဖွေလို့မရဖြစ်နေကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းဖတ်ဆက်အာနာရှင်ဆနဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ